နိုဝင်ဘာလအတွင်းမှာအာရှယူဆက်ကိုအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကစားရမယ်။မြန်မာယူဆက်ကိုအမျိုးသမီးအသင်းရဲ့နီးပြအဖွဲ့အနေနဲ့ခြေစစ်ပွဲအောင်မြင်ဖို့မျှော်လင့်နေကြပါတယ်။မြန်မာယူဆက်ကိုအသင်းဘယ်အသင်းတွေနဲ့ခြေစစ်ပွဲကစားရမှာလဲ။ခြေစစ်ပွဲအောင်မြင်ဖို့အတွက်ဘယ်အသင်းကိုပြစ်မှတ်ထားပြင်ဆင်မှာလဲ။စာရီကိုသတင်းအေဒါကိုရင်ထေးကတင်ဆက်ပေးမှာပါခင်ဗျာ။နိုဝင်ဘာလအတွင်းမှာအာရှယူဆက်ကိုမြို့သမီးချန်ပီယံရှစ်ခြေစစ်ပွဲကစားရမယ်။မြန်မာယူဆက်ကိုမြို့သမီးအသင်းနီးပြအဖွဲ့အနေနဲ့ခြေစစ်ပွဲအောင်မှုမျှော်လင့်နေကြပါတယ်။ မြန်မာယူဆကိုမျိုးသမီးတင်းဟာဒီခြေစစ်ပွဲအတွက်စကန်သွင်းလေးကြည့်မှုကိုတနှစ်နီးပါးပြုလုပ်နေတာပါကျွန်တော်တို့အုပ်စုထဲမှာတော့เนาะပါလက်စတိုင်းဒါဂစ်စတန်ပေါ့เนาะထိုင်းဒီကပြန်မဲ့ကတော့ထိုင်းပေါ့เนาะအဲတော့ထိုင်းကတော့အဓိကထားပြန်ရောပေါ့ဒါမှလည်းဟိုတော်တော်တော့ဟိုကတော့ပေါ့မယ်တိတ်တီးလဲဟိုကမဟုတ်ဘူးเนาะမနစ်ကလည်းတခါတွေ့ပြီခြေစစ်ပွဲမှာမနစ်ကတော့ဇီးဇီးပေါ့ဒါပေမဲ့သူတို့ကမနစ်က၈ရောက်ပါတယ်ကျွန်တော်တို့ရှင်မကမနစ်က၆ရောက်ကြတယ်ဆိုတော့တော်တော်တော့ တင်းနေတော့ကစားအောင်မြန်မာယူဆက်ကိုမျိုးသမီးဘောလုံးတင်ဟာအာရှယူဆက်ကိုမျိုးသမီးခြေစစ်ပွဲအုပ်စုကငယ်မှာထိုင်းပါလက်စတိုင်းကာဇက်စတန်တင်းတွေနဲ့တအုပ်စုတွေကြားရောက်နေပြီးအုပ်စုအဖွဲ့ပွဲအနေနဲ့ပါလက်စတိုင်းတင်းနဲ့ကစားရမှာပါမြန်မာမျိုးသမီးတင်းအနေနဲ့ခြေစစ်ပွဲအောင်မှုအတွက်ပွဲတိုင်းနိုင်ရဖို့လိုပါတယ်တဲ့ဖက်သေးနေတဲ့ဆိုရင်တော့ဒါဟိုဘယ်လိုလဲကြောက်စရာအနေအထားတော့မရှိဘူးဒီခြေစစ်ပွဲကိုလည်းအကောင်းဆုံး ိုအနေရရှိဖို့ပဲအခုတစ်ခါလေးပြင်ဆင်ထားတာပေါ့နော်အနေရအောင်လည်းကစားတော့ပဲအရှင်အရှင်မလို့လည်းကြောက်လက်စိတ်မရှိဘူးပေါ့နော်အရှင်သူမနစ်ကလည်းသူတို့ရဲ့ဟိုအားနဲ့ချအားနဲ့ချအားသာချက်သုံးသက်ထားတာပေါ့နော်ပြီးခုဒီအဲ့ဒီအားနဲ့ချအားသာချက်နဲ့ဒီကလေးတွေဒီကလေးတွေကိုလည်းဒီပြန်ဖက်အသင်းတွေရဲ့အားနဲ့ချအားသာချက်တွေကိုလေ့လာပြီးတော့သူတို့သူတို့လည်းအကောင်းဆုံးပြင်ဆင်ပြီးတော့ဒီချစ်စက်ပွဲဟိုဟိုပါပေါ့အောင်းကစားတော့မယ်လို့ဟုတ် 2019အာရှယူ16မြို့သမီးချန်ပီယံရှစ်ပြိုင်ပွဲကိုတရုတ်နိုင်ငံမှာကျင်းပမှာဖြစ်ပြီးအင်ရှင်တရုတ်ဂျပန်မြောက်ကိုရီးယားတောင်ကိုရီးယားအသင်းတို့တိုက်ရိုက်ဝင်ပြိုင်ခွင့်ရထားပါတယ်စုစုပေါင်း8သင်းနဲ့ကျင်းပမယ့်ဒီပြိုင်ပွဲကိုခြေစစ်ပွဲအုပ်စု၄ခုကအုပ်စုပထမရတဲ့အသင်းတွေဝင်ပြိုင်ခွင့်ရမှာပါ